မောင်နိုင်ငံကကမ္ဘာအကြီးဆုံးကြီးခေါင်းလောင်းကြီးအဖြစ်မှတ်တမ်းဝင်ဓမ္မစရီခေါင်းလောင်းတော်ကြီးကိုဘာသာဟုချိန်တိရှာလို့မတွေ့သေးတာလေမင်္ဂလာပါ Alpha Wave Media ကနေကြိုဆိုပါရစေလွဲမရောင်တဲ့ခက်တိမ်မရောင်တဲ့လက်ဆိုသလိုပဲမြန်မာနိုင်ငံရဲ့ရာဇဝင်သမိုင်းကြောင်းတွေမှာရောလက်ရှိကမ္ဘာစာမျက်နှာမှာရောစမ်းချက်မှုအပြည့်နဲ့အပြည့်ညှိလို့မရတဲ့ဗဟေလီတစ်ခုရှိလို့နေပါရစေ ဒါကတော့ကြေးပိတ်တာချိန်မောင်းတသိန်းရှစ်တောင်းတန်ရင်နဲ့ဆိုရင်တန်290လောက်ရှိတဲ့အေယာမခေါင်းလောင်းတော်ကြီးဟာရန်ကုန်နဲ့တန်လင်းမြို့ကြားမြေသုံးခုဆောင်ရမှာနင်းမြုပ်နေကြောင်းအခိုင်အမာသိရှိရပြီးလက်ရှိအချိန်ထိဆယ်ယူလို့မရသေးပဲရာဇဝင်လိုဖြစ်နေရတဲ့အကြောင်းပါတကယ်ရှိခဲ့ကြောင်းခိုင်မာတဲ့တပ်တွေအထောက်အထားတွေရှိပါလျက်နဲ့ဘာကြောင့်များရှာလို့မရတာလဲတာမန်သွေးယူသားယူနင်းမြုပ်သွားတာမျိုးမဟုတ်ရဲ့လားခေါင်းလောင်းတော်ကြီးကိုအစီအရင်နေနဲ့များပြုတ်လုပ်ထားတာကြောင်းဆယ်ယူလို့မရတာလား ဒီလိုခေါင်းရှုပ်ဆရာမေကိုနေကိုမမေးခင်မှာခေါင်းလောင်းတော်ကြီးရဲ့တမိုင်းချောင်းအချင်းကိုအရင်ပြန်လှန်ကြည့်ကြပါမယ်။ဓမ္မစရီခေါင်းလောင်းတော်ကြီးကို15ရာစုမှာဟန်တာဝရီနေပြည်တော်ကိုအုပ်စိုးခဲ့တဲ့တိမ်မြန်းမနူဟာမင်းဆက်88ဆက်မြောက်မုံမြင့်ကြီးဓမ္မစရီမင်းကြီးကလှူဒန်းခဲ့တာဖြစ်ပါတယ်။ခေါင်းလောင်းကြီးဟာဂျင်းညိုစစ်စစ်နဲ့ပြုလုပ်ထားပြီးအလွန်ကြီးမားတဲ့အလေးချိန်နဲ့အရွယ်အစားရှိတယ်လို့မှတ်တမ်းဒီမှာအတိအကျဖော်ပြထားပါတယ်။တချို့မှတ်တမ်းတွေအရဆိုလို့ရှိရင်တော့ခေါင်းလောင်းတော်ကြီးဟာအလေးချိန်တန်ချိန်ပေါင်း 290ရှိပြီးတော့လက်ရှိကမ္ဘာအကြီးဆုံးခေါင်းလောင်းကြီးရဲ့အလေးချိန်ထက်83နံတီတီပိုလေးပါတယ်။အပြင်မှာလက်ရှိအချိန်ထိရှိနေသေးတဲ့ကမ္ဘာအကြီးဆုံးခေါင်းဆောင်ကြီးကတော့ရုရှားမှာရှိတာဖြစ်ပြီးတန်ချိန်216တန်သာလေးချိန်ရှိတာဖြစ်ပါရည်။ဒမစရီခေါင်းဆောင်ကြီးကိုတွန်းလို့ဖြစ်ခဲ့တဲ့အကြောင်းပြချက်ကဘယင်ကအိမ်အောင်စုစည်းရင်းကောက်ခိုင်းတာကိုအခွန်မှာကောက်လာတဲ့အမတ်လေးယောက်ကြောင့်လို့ဆိုရပါမယ်။အမတ်ကြီးလေးပါရဲ့ကောင်းမှုနဲ့ပဲပြည်သူတွေအနေနဲ့သူတို့ရှိတာကိုအခွန်အပြည့်စားသလိုက်ကြရင်ဂျေးပိတ်တာချိန်ပေါင်း3000ကျပ်ကိုရရှိခဲ့ပါရည်။ ဒီလိုအခွန်ကောက်ခံလိုက်တာကိုဘယင်ကြီးကသိတဲ့အခါဂျေးရီကိုမယူတဲ့အပြင်အဲ့ဒီဂျေးရီကိုလည်းပြန်ပြီးတော့ပြီးခိုင်းပါလိမ့်။ဒါပေမဲ့ပြည်သူတွေကပြန်မယူတော့ဘဲနဲ့တခုခုကောင်းမှုပြုလိုက်ဖို့အတွက်ပဲသူတို့ကပြန်ပြီးတောင်းဆိုခဲ့ပါလိမ့်။ဒါကြောင့်မလို့ဘယင်ကြီးကဂျေးခေါင်းလောင်းကြီးကိုတွန်းလှုပ်ပြီးတကုံစံတော်ရှင်ဖျားမှဆွဲထားဖို့အတွက်အမတ်တပားကိုစီခိုင်းခဲ့ပါလိမ့်။အဲ့ဒီနောက်ခေါင်းလောင်းကြီးပြီးသွားတဲ့အခါမှာဓမ္မစရီမင်းကြီးဟာအဲ့ဒီခေါင်းလောင်းတော်ကြီးကိုရွှေတကုံစရီတော်ကိုလှူဒန်းခဲ့ပါလိမ့်။ နှစ်ပေါင်းများစွာကြာတဲ့အထိခေါင်းလောင်းကြီးဟာရွှေရကုံစီတော်မှတည်ရှိခဲ့ပြီးတော့ဘာသာရေးဆိုင်ရာအခမ်းအနားတွေမှာအသုံးပြုခဲ့တယ်လို့သိရပါတယ်။အခုပြောပြခဲ့တဲ့တမိုင်းကျောင်းဟာအားလုံးသိကြတဲ့ဒမဲစရီခေါင်းလောင်းကြီးရဲ့တမိုင်းဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့စမ်းကြေတာကဒီတန်190လောက်ရှိတဲ့ခေါင်းလောင်းကြီးဟာ1608ခုနှစ်မှာပေါ်တူဂီလူမျိုးစွန့်ကားရှာဖွေသူဖီလီဒီဘရီတိုလို့ခေါ်တဲ့သူရဲ့အတင်းအဓမ္မယူဆောင်ခြင်းကိုခံလိုက်ရပါတယ်။ သူကဒီခေါင်းလောင်းကြီးကိုဖြုတ်ပြီးယူရတဲ့ရွယ်ချက်ကတော့ဂျေးစစ်နဲ့ပြုတ်လောက်ထားတဲ့အတွက်ရောအရွယ်စားကတအားကိုမှကြီးနေတာရောနဲ့ဒါကိုအေးဖြောပြီးတော့လက်နက်ပြန်ထုတ်မယ်ဆိုပြီးတော့ပါပဲမကောင်းတဲ့ရွယ်ချက်နဲ့ဖျားဘော်ကခေါင်းလောင်းကြီးကိုအုံပြူမှာကတပြည့်ခေါင်းလောင်းကြီးဟာရွှေကုံဖျားမှာထားဖို့ရည်ရွယ်လူရန်ထားတာမို့လို့အတင်းလူယူလာကတပြည့်နဲ့တဲဆောင်တဲ့လမ်းခုလက်မှာပဲရန်ကုန်မြစ်နဲ့ပဲခူးမြစ်ဆောင်ရမြစ်ဆောင်တဲ့တဲ့မှာဖောင်ကြီးကပြက်စီးပြီးတော့ရေအောက်ထဲကိုနင်းမြုပ်သွားခဲ့ပါတယ် ။မြေမြုံမှုမှာတော့ဒီငမိုက်သားဒီဘရီတိုဆိုသူဟာပေါ်တူဂီသားရေကူးကျွမ်းကျင်တဲ့သူဆိုပေမဲ့အကြောင်းရင်းမရှိဘဲသူပါရောပြီးတော့နင်းမြုပ်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ခေါင်းလောင်းကြီးဟာရေအောက်ထဲကိုနင်းမြုပ်သွားတယ်ဆိုတာသိကြပေမဲ့1800ခုနှစ်မှာတကြိမ်1824မှာတကြိမ်1989-1989ခုနှစ်မှာတကြိမ်စားရခုနှစ်တည်းအပါဝင်ကိုပဲ2000ပြည့်နှစ်လို့2010 2011 2014 ဒီလိုနေ့ဒီမှာခေါင်းလောင်းကြီးကိုဘယ်လိုပဲဆက်ယူဆက်ယူမရခဲ့တဲ့အပြင်ကောမှာပေါ်လိုက်ပြောက်လိုက်နေရှိခဲ့ပါတယ်။နောက်ပြီးတော့ဒီနေရာမှာမြုပ်သွားတယ်လို့ပြောသာပြောကြပေမဲ့တေချာရဲ့အထောက်ထားကိုလည်းမရခဲ့ကြပါဘူး။ဆိုတော့ဒီလိုမျိုးခေါင်းလောင်းတော်ကြီးကိုရှာမတွေ့ရခြင်းနဲ့ဆက်ယူလို့မရတာနဲ့ပတ်သက်ပြီးထင်ကျေးတဲ့အမျိုးမျိုးရှိကြပါတယ်။တချို့သောယူဆချက်တွေအရဘာသာရေးနဲ့နှီးနွယ်ပြီးတော့နန္ဒကားရီဟာခေါင်းလောင်းတော်ကြီးကိုသူတို့ကပူဇော်ကျင်တော်မှုလို့ရေအောက်ထဲကနေပြန်ယူခွင့်မပေးဘဲနဲ့ပူဇော်ဖို့အတွက်တကူအိတ်ထိပ်ပတ်နဲ့ဖွက်ထားတယ်လို့ဆိုကြပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ပြောကြတာကခေါင်းလောင်းတော်ကြီးဟာဒီဘရီတိုဖောင်ပေါ်မှာမရှိခဲ့ပဲလမ်းမှာတဏျာကိုရွှေ့ပြောင်းသွားတယ်ဆိုတဲ့ယူဆချက်တွေလည်းရှိပါသေးတယ်။တချို့ကတော့ဒီလောက်ကြီးတဲ့ခေါင်းလောင်းကြီးရေအောက်မှာသာရှိတာတေချာရင်ရှာတွေ့နိုင်မှာဖြစ်ပြီးရေစီးကြောင်ပြောင်းလဲနဲ့မူလနှိမ့်မြုပ်နေတဲ့နေရာကနေအဝေးကိုရောက်ရှိသွားပြန်ပြီလို့လည်းဆိုကြပြန်ပါသေးတယ်။ဒီလိုယူဆချက်ဒီအမျိုးမျိုးကြားထဲမှာမှာစိတ်ဝင်စားစရာကောင်းတဲ့ဒီဓမ္မစရီခေါင်းလောင်းကြီးကိုရှာမတွေ့ရတဲ့အကြောင်းရင်းတစ်ခုရှိပါသေးတယ်။အဲ့ဒါကဘာလဲဆိုရင်တော့အဲ့ဒီခေါင်းလောင်းတော်ကြီးမှာအစီအရင်နေရှိနေတယ်ဆိုတာပါပဲ။ ။ဒမစရီခေါင်းလောင်းကြီးကိုပြုတ်လုတဲ့အချိန်တုန်းကထူးခြားတဲ့အစီအရင်တစ်ခုကိုစီရင်ခဲ့ပြီးတော့အဲ့ဒီအစီအရင်က Titan နဲ့မင်းကောင်းမင်းမြတ်ခေါင်းဆောင်ကောင်းမပေါ်မချင်းဒီဟာကိုဆယ်ယူလို့မရပါစေနဲ့ဆိုတဲ့အစီအရင်မှာဘသူကစီရင်သွားတဲ့အတက်ပညာလဲဆိုတော့အတိအချအတိအချမသိရဘူးဆိုပေမဲ့ရှေးလူကြီးတွေကတော့ဒီထူးခြားတဲ့အစီအရင်ကြောင်းမှလို့မင်းကောင်းမင်းမြတ်သားလင်အဲ့ဒီခေါင်းလောင်းတော်ကြီးကိုဆယ်ယူနိုင်မယ်လို့ယူဆကြပါတယ်။နောက်ပြီးဒီခေါင်းလောင်းတော်ကြီးကိုဆယ်ယူနိုင်တဲ့မင်းကောင်းမင်းမြတ်ပေါ်လာတဲ့အခါမှာလေမြန်မာနိုင်ငံဟာရွှေကြောအကြီးကြီးတွေပေါ်လာပြီး ချမ်းသာတဲ့နိုင်ငံကြီးတစ်ခုအဖြစ်ကိုအသွင်ပြောင်းလဲသွားနိုင်မယ်လို့လည်းဖော်ပြကြပြန်ပါတယ်ခင်မီသိပ္ပံနည်းပညာရေးအရာတော့နိုင်ငံသားကရှာဖွေရေးကျွမ်းကျင်ပညာရှင်တွေကဒီတမစီရီခေါလောင်းကြီးဟာရေအောက်အနက်တနေရာမှာတေချာပေါက်ရှိနေတယ်လို့အခိုင်အမာပြောကြပြီးတော့ငွေကြီးအလုံးလောက်စိုက်ထုတ်ပြီးရှာဖွေတဲ့အခါမှာတေချာပေါက်ရှာတွေ့နိုင်မယ်လို့လည်းယုံကြည်ကြပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကမြန်မာအစိုးရဆက်ဆက်ပြည်တွင်းရှာဖွေရေးတွေမှာတော့အဲ့ဒီခေါလောင်းကြီးကိုလက်နဲ့ဆမ်းမိတယ်လို့ပြောတဲ့သူကပြော ဂျိုးနဲ့ချီထားခဲ့တယ်လို့ပြောတဲ့သူကပြောနေဘာမှထူးမလာသေးပဲနဲ့ပါဇက်ရာဇဝင်တစ်ခုတစ်ဖြစ်လဲစမ်းချက်လာတဲ့ဗဟေလီတစ်ခုအနေနဲ့ယနေ့ထက်တိုင်ထင်ရှားကျော်ကြားနေစေပဲဖြစ်ပါလိမ့်ပရိသတ်ကြီးတို့အနေနဲ့ရောဒီဓမ္မစရီခေါင်းလောင်းကြီးဆယ်လို့မရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးဘာကြောင့်ဆယ်လို့မရဘူးလို့ထင်ပါသလဲ။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတခြားအကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးအောင်ပါမို့။ဒဏိတာဘောအမော်ရီကိုပြစ်ပြီးစိတ်ဝင်စားစရာတွေကိုကြည့်ရှုခြင်းရင် ျွန်တော်ရဲ့ page ကို like and follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့။ပရိသတ်ကြီးတို့ကြည့်ကြတဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်း comment box မှာတောင်းဆိုခဲ့လို့ရပါသေးတယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။